အခုဆိုရင်ကျွန်တော်တို့ရဲ့တငယ်ချင်းတွေဆွေမျိုးတွေမိသားစုဝင်တွေထဲမှာလေဘင်းပုံမှာအနှဲငယ်ထူထူနဲ့ရှိနေတဲ့သူတွေကိုမကြာခဏတွေ့ရပါတယ်။ဒါကိုသူတို့ရဲ့ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတစ်ခုလို့ထင်ရပါတယ်။ဒါကြောင့်အများအဖြစ်သူတို့မှာရိုးရှင်းတဲ့တိုက်ရိုက်အနာတစ်ခုရှိပါတယ်။လေဘင်းပုံမှာတိုက်ရိုက်အင်္ဂါတစ်ခုရှိပြီးအနှဲငယ်ထူထူနဲ့ရှိနေတဲ့အတွက်လေချောင်းကအနှဲငယ်ထွက်နေတယ်လို့မြင်ရပါလိမ့်မယ်။ ဒါကရိုးရှင်းတဲ့အနာတစ်ခုဖြစ်ပြီးအရင်ကဆရာဝန်များစွာစီသွားပြီးစစ်ဆေးတဲ့အခါမှာဗာတ္တနာရှိလဲဆိုတာသိရန် အထရာဆောင်းဆက်ကင်းင်းကိုလှုပ်ဆောင်ကြပါတယ်အထရာဆောင်းဆက်ကင်းင်းကအနာတစ်ခုကို ပြတ်တပေးပြီးအဲ့ဒီအနာကကင်းစာမဟုတ်ပဲရိုးရှင်းတဲ့အနာတစ်ခုဖြစ်ပါတယ်ဆရာဝန်များစုကစိုးရင်စရာမရှိဘူးထားလိုက်ပါဆိုပြီးအကြံပေးကြပါတယ်အခုဆိုရင်စောင့်နေတဲ့အချိန်ပြီးဆုံးပါပြီ။ တိုင်းရိုက်အနာကိုနောက်ပိုင်းမှာကင်ဆာဖြစ်လာဖို့စောင့်နေစရာမလိုတော့ပဲတိုင်းရိုက်အင်ကာကိုဖယ်ရှားဖို့နောက်ကျမှလုံရမှာမဟုတ်တော့ပါဘူးအဲ့ဒီအထီးမရောက်ခင်အနာကိုတွေ့ရင်အခုဆိုရင် အထူးကူရီဒီယိုလို ကြီးနဲ့စေကူတနိုင်ပြီးမာရွမရှိပဲတရက်ထဲကူတာပြီးနောက်မိမှာအလုတ်ပြတ်လုံနိုင်ပါတယ်ဒါကြောင့်ဒီကိစ္စကတင်းရဲ့နေ့စဉ်လုပ်ငန်းကိုမထိခိုက်စေပဲအလွန်ရိုးရှင်းတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ် တိုင်းရိုက်အနာများကို ကုသရန်အထူးကုရေဒီယိုလိုဂျီမှပေးနိုင်သောအဓိကကုသမှုနှစ်မျိုးရှိပါတယ်။တစ်ခုကတော့တင့်မှာတင်းငယ်တဲ့အနာရှိရင်အနာထဲကိုအနှဲငယ်သောဆေးထိုးအပ်ကိုထိုးပြီးရှို့ပါမယ်။ဒီနည်းတူညာကို ablation ablation လို့ခေါ်ပါရဲ့။ ablation မှာအပူထိုးလို့မှုဖြစ်ပေါ်ပြီးအလွန်တင်းငယ်တဲ့နေရာမှာ3မီလီမီတာ9မီလီမီတာအပူထိုးလို့မှုဖြစ်ပြီးအနာတွင်းမှာအပူထွက်လာပြီးအချိန်ကြာလာတာနဲ့အမျှအနာကိုကျုပ်စေပြီး တလမှ၃လအတွင်းအနာကကျုံလာပြီးတည်ဆုံသွားပါတယ်။ဒီအခြားကုသမှုပုံစံမှာ embolization ဖြစ်သည့် embolization ကိုဘလို့ဘဲချိန်မှာစဉ်းစားတင်တယ်လဲအခုတည့်ရဲ့တိုင်းရိုက်မှာ အနာများစွာရှိပြီး level တစ်ခုလုံးကထွက်နေတဲ့အခါမှာအနာအလုံးကို မီးရှို့နေမရနိုင်ပါဘူး။ဒါကအလုံးခက်ခဲတဲ့လုပ်ငန်းစဉ်တစ်ခုပါ။ဒီချိန်မှာတော့အနာများစွာကို တွေးထောက်ပံ့မှုကို ပိတ်လိုက်တာကိုဦးစားပေးပါတယ်။ဒါကြောင့် အနာထဲမှာအာဟာရမရှိတော့ပဲအနာကကျုံလာပါတယ်ဒါကအလွန်လွယ်ကူတဲ့လုပ်ငန်းစဉ်တစ်ခုပါယောဂရှင်ကို ဆေးရုံမှာကြာရှည်နေထိုင်စေဖို့မလိုအပ်ပါဘူးတစ်လေပင်မှာအနာထက်ချင်းမရှိပါဘူးအနာသားမကြံပါဘူးအစစ်မြင့်ဤပညာကို အသုံးပြုထားပါတယ် embolization မှာတိုင်းရိုက်အင်္ဂါရဲ့တွေးထောက်ပတ်မှုတွေကို ဝင်ရောက်ပြီးအဖလေးရှိမှာတော့အရေးပြားကနေအနာထဲကို တိုက်ရိုက်ဝင်ပြီးမိရှို့ပါတယ် ဒါကြောင့်တင်းလေတင်းမှာဒါမှမဟုတ်တင်းမိတ်ဆွေမိသားစုဝင်တယောက်ရဲ့ level မှာအနာတွေ့ရင် မလစ်လူရှူပါနဲ့ပထမဆုံးတစ်လို့ရမယ့်အရာကတော့အလာဆောင်စကင်နင်းကိုလုပ်ပါအဲ့ဒီစကင်နင်းမှာအနာပင်တစ်ခုရှိတယ်ဘယ်နေရာမှာရှိကဲဘယ်အမျိုးအစားကိုရှောက်လဲနေတယ်ဆိုတာကိုသိနိုင်ပါတယ်ထို့နောက်တစ်အနာကိုအနေငယ်တော့အဖြစ်စစ်ဆေးရမိဖိုင်းလိုအပ်နိုင်ပါတယ်ဒီနီလန်းကအဖြစ်အနာတွေပုံဝင်ပြီးအနာကကင်ဆာထိမထွက်ကိုသိနိုင်ပါတယ် အနာမျိုးစားကိုတိပြီးတဲ့အခါကုသမှုကိုစီစဉ်ပြီးအစစ်မြေဆုံးအမာရုပ်မရှိတဲ့နေဆောက်စစ်ဆေးမှုနီလမှာကျွန်ုပ်တို့မှရှိတဲ့တိုင်းရိုက် evaluation နဲ့ embolization မှာတင့်အတွက်အစဉ်ပြေတဲ့လူနာထီရင်တော့အဖော်ဆေးရုံမှာအစစ်မြေနီးပညာနဲ့စီစဉ်ထားပါတယ်ကျေးဇူးတင်ပါတယ်